ပြီးခဲ့တဲ့ရက်ပိုင်းကမှရရှိလာခဲ့တဲ့ညီမလေးဆာရာကိုထိန်းပြီးတော့အချစ်တွေပိုးနေတဲ့အီတင်ချိုဆွေရဲ့သမီးလေး IV မင်္ဂလာပါပရိသတ်ကြီးရင်အီတင်ချိုဆွေရဲ့သမီးအကြီးလေးဖြစ်တဲ့ IV ကိုတော့ပရိသတ်တွေအားလုံးကယဉ်နီပီတာဖြစ်မှာပါ IV လေးကတော့မကြသေးခင်ရက်ပိုင်းအတွင်းကမှညီမလေးဆာရာကိုမမေအင်းတင်ချွေဆွေကမွေးပေးထားတာကြောင့်အရင်လိုတယောက်တည်းမဟုတ်တော့ဘဲကစားစရာညီမလေးတယောက်ရလာလို့အချစ်တွေပိုနေတာပဲဖြစ်ပါတယ်။ ဆာရာလို့အမည်ရတဲ့တမိငယ်လေးကိုတော့အီတင်ချိုဆီကပြီးခဲ့တဲ့ရပိုင်းရဲ့တွင်ကမှမွေးဖွားခဲ့တာဖြစ်ပြီးဆာရာလေးကိုမွေးပြပြချင်းနေမှာပဲပရိသတ်တွေကိုအတီးပေးလာခဲ့တာလည်းဖြစ်ပါတယ်အီတင်ချွေကတော့အခုလက်ရှိဩစတြေးလျနိုင်ငံမှာနေထိုင်နေတာဖြစ်ပြီးဩစီမှာပဲသူမဘဝအတွက်အကောင်းဆုံးဖြစ်မဲ့လက်တွဲပေါ်ကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တာကြောင့်နေရောင်တဘဝအထက်မှထူထောင်ခဲ့ကနောက်ထပ်သမီးလေးတယောက်ကိုမွေးဖွားလိုက်တာလည်းဖြစ်ပါတယ် အခုဆိုရင်တော့အတင်းချွဆွေနဲ့ IP လေးတို့ရဲ့ဘဝတွေကိုနောက်ထပ်ချစ်စရာလူသားလေးဖြစ်တဲ့ဆာရာလေးကရောက်လာခဲ့ပြီလည်းဖြစ်ပါတယ်။ IP ကတော့ညီမလေးရောက်လာတဲ့အတွက်ရန်ကုန်ဝန်သားနေတာဖြစ်ပြီးတနေ့တနေ့ညီမလေးဆာရာကိုထင်းရင်းနဲ့သူမရဲ့အချိန်တွေကိုကုံဆုံးနေတာလည်းဖြစ်ပါတယ်။ ပြည်သက်ကြီးအနေနဲ့လည်းတချိန်ကအိမ်အောင်ရေးကံမကောင်းခဲလို့တမီလေး IP ကိုတယောက်တည်းမွေးခဲ့ရတဲ့ single မသားဖြစ်တဲ့အီသင်ချိုဆွေနဲ့ပတ်သက်ပြီးအခုဆိုရင်တော့ချစ်စရာမိသားစုလေးကိုပိုင်ဆိုင်သွားခဲ့ပြီးဖြစ်တာကြောင့်အီသင်အတွက်လည်းဝမ်းသာပီတိစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။